ပြင်းပြင်းနဲ့မြောက်ရီမြို့နယ်ရွှေကုတ်ကိုမြို့တက်မှာရှိတဲ့နေချာဆောင်တက် BGR ရဲ့ KK ပတ်ဝင်တွေကကြားဖြတ်နေထွက်ပြေးလာပြီးနောက်မြန်မာဘက်ချမ်းကားမြောက်ဝတီနဲ့ထိုင်းဘက်ချမ်းကားမဲဆောက်မြို့တွေမှာနောက်ဆက်တွဲကြရက်တွေရိုက်ခတ်နေတယ်လို့တတင်းရရှိပါတယ်။လက်ရှိမြောက်ဝတီမှာကြားဖြတ်လုပ်တဲ့နိုင်ငံသားတွေယာနဲ့ချီတောင်းတနေတယ်လို့တက်ခရိုင်မဲဆောက်မြို့နယ်ထဲမှာလည်းကြားဖြတ်နေအတွက် KZ စကန်တစ်ခုဖွင့်လှစ်ပြီးထိန်းထားရတဲ့အပြင်မဲဆောက်မြို့တွင်မှာလည်း ဂျာဖက်တွေရောက်ရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။လက်တလုံးမှာတော့ဂျာဖက်လောက်ကန်သူတွေဟာအဲ့ဒီနှမျိုးကဟိုတယ်၊မော်တယ်၊တက်ခုကန်နဲ့အပါတ်မန့်တွေကိုဈေးကြီးပေး900ရက်နေထိုင်နေကြတယ်လို့မြောက်ဒေသခံနဲ့မဲဆောက်မြန်မာတွေကအမေကိုပြောပါတယ်။ဒီမျိုးထဲမှာသူတို့တွေပြေးနေတာအဲ့လိုမျိုးအထောက်တွေဆွဲပြီးတော့မင်းညာတကြလုံးမြောက်ဒီမျိုးမှာ ပွဲခန့်နေတယ်ကိုကြီးအခုမနဲ့လဲလူအုံးထားနေတာပဲတဲ့ ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့မထော်တလေးကျေးရွာနီးမှာရှိတဲ့တရုတ်နိုင်ငံသားတွေဦးစီးလုပ်ကိုင်တဲ့ကြားဖြန့်ငွေလင်ကိုင်အေလုံဆိုင်ကနေထွက်ပြေးလာသူတွေဟာမြောက်ရီမြို့မှာအဖမ်းဆီးမရှိဘဲရှောက်သွားနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ကြားဖြန့်ငွေလင်ကိုင်တွေကနေထွက်ပြေးလာသူတွေကတရုတ်နိုင်ငံသားခေါင်းဆောင်ပိုင်းတွေကိုတော့ BGF တွေကကားတွေနဲ့ခေါ်ဆောင်ထားတယ်လို့အဲ့ဒီကြောင့်သိရှိတာလို့တူကပြောပါတယ်။အခြားသူတွေကတော့အေဆိုင်ကနေမြောက်ရီထိ အဝစ်စားထုတ်ကိုစီနဲ့အောက်တိုဘာ23ရက်နေ့ထိအများပြားလမ်းလျှောက်နေကြတဲ့လူတန်းကြီးကိုလူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ရုပ်တံဖိုင်တွေမှာမြင်တွေ့ရပါတယ်။သူတို့တဲကအများစုကထိုင်းနိုင်ငံဘက်ကူသွားကြသလိုမြောက်ဒီမှာလည်းကြံခဲ့သူတွေရာနဲ့ချီချီရှိတယ်လို့မြောက်ဒီမျိုးကံမျိုးသမီးတို့ကပြောပါတယ်။ဟုတ်တယ်ကိုကြီးအကုန်ပြည်နေတယ်လုံကြီးအိမ်ကြီးလည်းငှားတာကြီးပြည်နေတယ်မဲဆောက်မာကြီးလည်းပြည်နေပါတယ်ဈေးကြီးတွေပြီးပြီးငှားနေပါတယ် ကြဖြတ်လုပ်ငန်းလုပ်ကတ်လူတွေဟာပြီးခဲ့တဲ့အောက်တိုဘာ19ရက်နေ့ကစစ်ကော်မရှင်တပ်က KG ပတ်ဝန်းကိုရုတ်တရက်တရုတ်ပြဝင်စီးပြီးနောက်အောက်တိုဘာ20ရက်နေ့မနက်ပိုင်းမှာ BGF ကဝင်းကိုဖွင့်ပေးလိုက်တာဖြစ်ပါတယ်။အဲ့ဒီနေ့ကစတော့ကြာဖြတ်နေလုံရင်နဲ့ထပ်ပြီးလာခဲ့ရတာဖြစ်ပြီးလက်ရှိအချိန်ထိကြာဖြတ်ကနေတည်းကထပ်ပြီးလာသူတွေကိုစစ်ကော်မရှင်ဘက်ကခေါ်ယူသိမ်းသိမ်းထားပြီးအရင်လိုနိုင်ငံချင်းချိတ်ဆက်ပြီးတက်ဆိုင်ရာနိုင်ငံကိုပြန်ပို့ဖို့ လုံဆောင်တာမရှိတဲ့အတွက်ကြားဖြန့်လုပ်သားတွေထောင်ထဲချီပြီးမြောက်ဒီမြို့မှာထပ်ပေါက်ပိတ်နေတာလို့ဆိုပါတယ်ဒီနေ့အော်တိုဘာ24ရက်နေ့မနက်ပိုင်းထိမဲဆောင်မြို့နယ်ပချမ်းစီထွက်ပြေးလာတဲ့နိုင်ငံသားစုစုပေါင်း1049ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးသိမ်းသိမ်းထားပြီးယာယီစကန်လေးခုမှထရှိထားပါတယ်ဒီနေ့ထိထိုင်းမကူလာတဲ့ကြားဖြန့်ရေးအတွက်ဆက်လက်တိုးပွားနေတယ်လို့လည်းထိုင်းအာဏာပိုင်တွေကထိုင်းနေတဲ့ဌာနတွေကိုပြောထားပါဗျ။ထိုင်းနေသားတွေတွေအိန္ဒိယနိုင်ငံသားအယောက်၄၀၀နီးပါးနဲ့အများဆုံးဖြစ်ပြီး ရုတ်နိုင်ငံသား149ဦးနဲ့ထိုင်းနိုင်ငံသား32ဦးတို့ပါဝင်တယ်လို့ BNN ဖိလစ်ပိုင်၊အီသီယိုးပီးယား၊ပါကစ္စတန်၊အင်ဒိုနီးရှား၊နီပေါ်နဲ့အခြားနိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရပါဗျ။ကရင်ပြည်နယ်မြောက်ဝတီမြို့ရှိ KK ပတ်တရုတ်ဒူစီဘွားရေးဆောင်စီမံကိန်းနယ်မြေအတွင်းရှိကြားဖြတ်ငွေလင်လုပ်ငန်းတွေကိုစစ်တပ်ကတုံးရကြတရုတ်ပြဆစင်ပြုလုပ်ခဲ့ပြီးကိကိပတ်နေမီအလုံးကိုအပိတက်ပိတ်ဆို့ထိန်းချုပ်ထားတယ်လို့တရင်ထုတ်ပြန်ထားပါဗျ။အော်တိုဘာ24ရက်နေ့မှာတော့ကိကိပတ်ကိုထမှန်ဘူးကျဲတက်ခတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့စခန်းနဲ့လင်းလင်ကိုင်းစောင်းအုံတခုထိခိုက်ပျက်စီးသွားတယ်လို့ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။အခုလိုမြန်မာမှာကြာပြန်ကြရထနေချိန်မှာပဲထိုင်းနိုင်ငံဖွဲ့စည်းပုံဆိုင်ရာခုံရုံးကတရုတ်ဆိုရကအသေးတန်လို့ရှိနေတဲ့ KK ဘက်ကြာပြန်ကဘာတိဆောက်ခဲ့သူရှီချစ်ကျန်းကိုတရုတ်ကိုလဲပြောင်းမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒီလိုကြာပြန်ကောင်းဆောင်ကိုတရုတ်လဲပြောင်းမှုကြောင့်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ဘီရဲကောင်းဆောင်ဆွချစ်သူတို့လည်းရတမေးဖြစ်နေကြတယ်လို့တုံးသက်ပြောဆိုမှုတွေလည်းပြုလုပ်နေကြပါတယ်။ Música